မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဗကုတိုင်းတောင်ကုန်းမြို့မှာရှိတဲ့ကေတုမဒီလေတပ်စခန်းအတွင်းကိုတရခွန်မမရှော့တိုက်ဒုံ၁၂လုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာ၁၀လုံးအောင်မြင်စွာဖိအောက်ပောက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ၄ရက်နေ့မနက်၃ည၃ည၅နာရီ၅မိနစ်အခန့်ကတောင်ကုန်းမြို့မှာရှိတဲ့ကေတုမဒီလေတပ်စခန်းအတွင်းကိုတရခွန်မမရှော့တိုက်ဒုံ၁၂လုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာ ဆယ်လုံးအောင်မြင်စွာထိရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့လေတပ်အတွင်းထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်ကျွန်တော်တို့ပြစ်တာကမနက်7:00နာရီ9မိနစ်မှာပြစ်ပါတယ်ကျွန်တော်တို့ပြစ်ပြီး6မိနစ်လောက်အကြာမှာပဲစစ်ခွေးတွေဘက်က190မမလို့ယူဆရတဲ့လက်နက်ကြီးတွေနဲ့ပထမဆုံးတစ်လုံးစပြီးတော့ပြန်ပြစ်ပါတယ်နောက်7:00နာရီမိနစ်20မှာနောက်ထပ်နှလုံးဇက်တိုက်ပြန်ပြစ်ပါတယ်သူတို့ရန်တမ်းပြစ်နေတာပါဒါပေမဲ့ကျွန်တော်တို့အဖွဲ့ဝင်တွေအားလုံးဘေးကင်းလုံခြုံစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knights Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF နဲ့တနောင်နောက်ပိုင်းအထုဒေတာတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။1948ခုနှစ်မှာအင်္ဂလိပ်ကိုလိုနီလက်အောက်ကနေလွတ်မြောက်ခဲ့တဲ့မြန်မာပြည်သူတွေဟာစစ်အာဏာရှင်အဆက်ဆက်ရဲ့လက်အောက်မှာလွတ်လပ်မှုတွေဆုံးရှုံးခဲ့ရပြီးတော့ လွတ်လပ်ရေးနေဆိုတာတောင်မှစစ်အာဏာရှင်အောက်ကနေမလွတ်မြောက်သေးပဲပြည်သူလူထုဟာနေကျင်တဲ့အမျှစစ်ကောင်စီရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေအောက်မှာဒုက္ခရောက်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူတို့လွတ်မြောက်ရေးအတွက်အထောက်ပံ့ဖြစ်စေရန်ညှော်မှန်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။တောင်ကိုလေးတပ်စခန်းဟာနှစ်သက်ကူညမှာကရင်နီဒေသကိုဘုံကျဲမှုတွေအပါအဝင်နိုင်ငံတော်ဝန်ကပြည်သူလူထုကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့လေးတပ်များတဲ့ကတောင်ပိုင်းမှာရှိတဲ့အရေးပါတဲ့လေးတပ်စခန်းတစ်ခုဖြစ်ပြီးတော့ပြည်သူလူထုကို လေကြောင်းကနေတိုက်ခိုက်ရမှာအဓိကသုံးနေတယ် MiG 29 Jet Fighter နဲ့112 Military Transport Aircraft တို့ပုံမှန်အခြေပြုနေတဲ့လေတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗါတယ်လေတပ်ပြိုရင်မြန်မာပြည်တော်ဝမ်းမှာရှိတဲ့တော်လိုင်းအင်အားစုများအနိုင်ရပြီးတော့ မြန်မာပြည်သူတို့စစ်ကောင်စီလက်အောက်ကနေပြီးတော့အမှန်တကယ်လွတ်မြောက်နိုင်ပြီလို့ယုံကြည်တဲ့အတွက်ကြောင့် BWM နဲ့အတူမဟာမိတ်အဖွဲ့တွေက89နှစ်မြောက်လွတ်လပ်ရေးနေ့မှာ BWM ရဲ့ Mission 28အဖြစ်နဲ့ဖော်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ် BWM ရဲ့မဟာမိတ်များအနေနဲ့တောင်ကို၄တန်းစခန်းကိုတိုက်ခိုက်မှုဟာ6ကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ကံပတ်လက်မြို့ကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်တပ်ဆက်ကြောင်းကိုကံပတ်လက်မြို့နယ်နဲ့စောမြို့နယ်ဂျားတနေရမှာတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီး၂ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ30ရက်နေ့ကကံပတ်လက်မြို့ကနေစခန်းဆုတ်ခွာထွက်ပြေးလာကြတဲ့စစ်သားနဲ့ရဲစုစုပေါင်းအင်အား54ဦးပါတဲ့ဆက်ကြောင်းကစောမြို့ကနေတစင်းလောင်းရှိစစ်ကောင်စီတပ်စခန်းကိုအင်အားပူးပေါင်းလာခဲ့ရာကံပတ်လက်မြို့နယ်နဲ့စောမြို့နယ်နယ်ဂျားတနေရအရောက်မှာပြည်သူ့ကာကွယ် ယ်ပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်သားတအုပ်တေဆုံးပြီးတအုပ်ကိုဒဏ်ရာတွေနဲ့အရှင်ဖမ်းမိကတအုပ်ကတော့အပြင်းထန်ဒဏ်ရာတွေနဲ့ဂစင်ကလျားနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဂန်ကောခရိုင်အမှတ်6တရင်နဲ့အတူအမှတ်3တရင်လောင်းရှိတိုက်နယ်ပကဖအဖွဲ့တွေကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲဒီဇမလ31ရက်နေ့မှာလည်းဂစင်ကလျားနဲ့ထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလိုက်လံရှင်းလင်းရာစစ်သားနှုတ်တေဆုံးပြီးတအုပ်ကိုဒဏ်ရာတွေနဲ့ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲ၂ရက်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ G3 အမျိုးအစားတပ်နဲ့တက်လက် MA2 အမျိုးအစားတပ်နဲ့နှက်လက် MA3 အမျိုးအစားတပ်နဲ့တက်လက်နဲ့ ခရယာများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်များအနေနဲ့အထိကိမရှိခဲ့ဘူးလို့သိရပါတယ်၎င်းတိုက်ခတ်မှုကိုဂံကောခရယာအမှတ်6တပ်ရဲလောင်းရှိတိုက်နယ်ပကဖအဖွဲ့ဂံကောခရယာအမှတ်3တပ်ရဲအမှတ်5တပ်ရဲကိုဘခတ်အဖွဲ့ဆက်လင်းနဲ့မကွေးတိုင်းဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်နောက်ထပ်ဖမ်းမိတာမျိုးလည်းမရှိသေးပါဘူးတိုက်ပွဲဖြစ်တာလည်းမရှိသေးပါဘူးလောလောဆယ်တော့နယ်မြေလုံခြုံရေးကိုဦးစားပေးပြီးတော့လှုပ်ဆောင်နေပါတယ်လို့ လောက်ရှိ PDF အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။ဇန်နဝါရီလ1ရက်နေ့မှာလေတော်တွင်တနေရာမှာထွက်ပြေးပုံအောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကိုမတင်ကြတဲ့အတွက်ပြည်သူတွေကတွားရောက်စုံစမ်းမေးမြန်းကြည့်ရမှာအဲ့ဒီစစ်သား၂ဦးကပြစ်ခတ်ပြီးတော့ထွက်ပြေးတဲ့အတွက်ပြည်သူတို့အုပ်တနက်ထိမှန်ပြီးတော့ဒဏ်ရာရရှိကမစိုးရိမ်ရဘူးလို့သိရပါဗျ။ယခုခါမှာဂံကောခရိုင်အမှတ်6တရင်က နိုင်ငံရှင်လျေးလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်နေပြီးတော့ပြည်သူများအနေနဲ့မိမိတို့ဒေသပတ်ဝန်းကျင်မှာလူစိမ်းများကိုတွေ့ရှိပါကအမြန်ဆုံးသတင်းပေးပို့ကြရန်နှိုးဆော်တိုက်တွန်းထားကြောင်းသတင်းရရှိပါရစေခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောက်မြို့နယ်မှာဖုန်ကြီးအယောင်ဆောင်ပြီးတော့စစ်တပ်အတွက်အလုလုနေတဲ့သူတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေထွက်ပြေးသွားတဲ့အတွက်လိုက်လံပြစ်ခတ်ဖမ်းဆီးရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇန်နဝါရီလ3ရက်နေ့မွန်လွယ်3နာရီခန့်အချိန်မှာအောင်စိုးမိုးဘော်ပင်ဖြူဟာလမ်းအတိုင်းဂျိုးမင်ကောင်းမျိုးနဲ့ရုံချောင်းရွာအေးရွာလေးရွာနဲ့တင်ခရိုင်ရွာများကိုစစ်ကြောင်းထုတ်ရန်ရှေ့ပြေးလွတ်လိုက်တဲ့ဘုံကြီးအယောင်ဆောင်စစ်တပ်သတင်းပေးတအုပ်ကို BDZM GBK PDF ကတော်လိုင်းရဲဘော်များကအရှင်းဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့သူကိုတော်လိုင်းရဲဘော်များကစစ်ဆေးမင်းမြဲရမှာ ဖမ်းဆီးခံရသူကတပ်မ66ကနေစိတ်လွတ်ပြီးတော့တော်လိုင်းတပ်များရဲ့သတင်းများကိုစုံစမ်းခိုင်းနာခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့တယ်လို့သိရပါတယ်သူစီကလည်းစစ်ဝေဆုံတချို့ကိုတိုင်းစီရရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးစစ်ဆေးပြီးတဲ့အချိန်မှာတော်လိုင်းရဲဘော်များက၎င်းကိုချုံနှောင်ထားရတဲ့အတွက်ခေါ်လာတဲ့အချိန်မှာလမ်းခွလက်တန်နီယာမှာထွက်ပြေးသွားတဲ့အတွက်ကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတေဆုံသွားခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိအချိန်မှာအခုလိုမျိုးပုံစံအမျိုးမျိုးနဲ့အယောင်ဆောင်ထားတဲ့အကြမ်းဖက်စစ်တပ်သတင်းပေးများဟာ ပြည်သူများနေထိုင်ရာရပ်ရွာများကိုနီလန်းအမျိုးမျိုးနဲ့ဝင်ရောက်လာတဲ့အတွာမဟာမိတ်တပ်ဖွဲ့များနဲ့တော်လန်ရေးညီကိုများတော်လန်ပြည်သူများအထူးသတိထားသွားလာကြရန် BDZM GVK PDF ကတာဝန်ရှိသူများကသတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာတော်လိုင်းတပ်များကမြို့နယ်ပေါင်း144ခုကိုစိုးမိုးအုပ်ချုပ်လျက်ရှိပြီးတော့မြို့နယ်48ခုကိုအပိသက်သိမ်းပိုက်ထားကြောင်းကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကတရားဝင်အစည်းအဝေးခန်းဆောင်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်အာဏာသိမ်းတဲ့အချိန်ကစတင်ပြီးတော့2024ခုနှစ်ဒီဇင်ဘာလကိုအရောက်မှာပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့တိုင်းရင်းသားတော်လိုင်းအဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိတဲ့မြို့နယ်ပေါင်း144ခုရှိပြီးတော့၎င်းတို့တွေကမှမြို့ပေါင်း65မြို့မြို့နယ်အဖြစ်48ခုကို အပိသက်တိမ့်ပိုက်အုပ်ချုပ်နေတယ်လို့သိရပါတယ်။ရာဂိုင်နှုန်းအဖြစ်တနိုင်ငံလုံးရဲ့44ရာဂိုင်နှုန်းကိုပြည်သူ့ကာကွယ်ရေးတပ်များနဲ့တိုင်းဒေသတော်လှန်ရေးတပ်ဖွဲ့များကစိုးမိုးအုပ်ချုပ်လျက်ရှိတယ်လို့သိရပါတယ်။မြို့နယ်86ခုမှာ တော်လန်စစ်တွေဖြစ်ပွားလျက်ရှိတဲ့အတွက်နန်မြေ area 24ရာခိုင်နှုန်းမှာတော်လန်စစ်တွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်အချမ်းမတ်စစ်ကောင်စီကစိုးမိုးအုပ်ချုပ်ထားနိုင်တဲ့မြို့နယ်ပေါင်း၁၀၈ခုသာရှိပြီးတော့ရာခိုင်နှုန်းအားဖြင့်32ရာခိုင်နှုန်းသာကျန်တော့တဲ့အတွက်မြန်မာနိုင်ငံမြေပုံရဲ့သုံးပုံတပုံကိုတော့စိုးမိုးအုပ်ချုပ်နိုင်တော်ခြင်းမရှိဘူးလို့ NUG ကာကွယ်ဝင်ကြီးဌာနရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအပါအဝင်ပြည်သူ့ကာကွယ်တပ်မတော် PDF များကိုယ်တိုင်သိမ့်ပိုက်ထားတဲ့မြို့များဟာခံပတ်မြို့ ရွှေပြည်အင်းမျိုးမော်လူးမျိုးမြို့တင်မျိုးစင့်ကူးမျိုးတကောင်းမျိုးတပိတ်ချင်းမျိုးပင်လယ်ဘူးမြို့အပါဝင်စုစုပေါင်းမြို့ရှစ်မြို့ရှိတယ်လို့သိရပါတယ်။ဒါအပြင်သကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာရှိတဲ့အနည်းဆုံး68မြို့တို့ကိုလည်းအန်ယူဂျီလက်အောက်ခံတပ်များကဝင်းရပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။မဟာဗျူဟာလမ်းများစိုးမိုးထိန်းချုပ်မှုအခြေအနေအားဖြင့်မန္တလေးရွှေဘိုမြစ်ကြီးနားလမ်းရထားလမ်းမန္တလေးမတရားတပိတ်ချင်းပမော်လမ်းမန္တလေးလာရှိုးမူဆယ်လမ်း ပတိမုံရွာလန်းရန်ကုန်မော်လမြိုင်တန်ဖြူစေရရေးတဝဲဘိတ်ကော့တောင်းလန်းပဲခူးတထုံဖအံမြဝရီလန်းမုံရွာကလေးတမူးလန်းမင်းဘူးအန်စစ်တွေလန်းပြည်ပရောင်းတောင်ကုန်လန်းတို့ရဲ့အစိတ်အပိုင်းများကိုတော်လိုင်းတပ်များကစိုးမိုးထိန်းချုပ်ထားတယ်လို့သိရပါတယ်။ရေချောင်းလမ်းမိုင်းများအနေနဲ့လဲအေယာဝတီချင်းတွင်တန်လွင်စစ်တောင်းမြေချောင်းများရဲ့အထက်အစိတ်ပိုင်းများကိုလဲစိုးမိုးထိန်းချုပ်ထားနိုင်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာစစ်မှုထမ်းကြီးလာကောက်တဲ့ယာယီမှုနဲ့ပြည်သူတအုပ်တို့စကားများရန်ဖြစ်ပြီးတဲ့နောက်စစ်တပ်ကအဲ့ဒီပြည်သူကိုရိုက်နှက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ2ရက်နေ့မှာတောင်တွင်းကြီးမြို့နယ်လေသာတက်အုပ်စုမီးရှောင်ဂုံးရွာမှာစစ်မှုထမ်းကြီးလာကောက်တဲ့ယာယီမှုစိုးသိမ်းတဲ့ခြေရွာနေပြည်သူ ဥပုံညွန့်တို့စကားများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါဗျ။အခုလိုမျိုးစကားများရန်ဖြစ်ပြီးတဲ့နောက်ယာအိမ်မှုစိုးသိမ်းကအောက်စုအောက်ချုပ်ရေမှုတင်မောင်းအေးထံကိုအကြောင်းကြားပြီးတော့စစ်တပ်ကိုလှမ်းခေါ်ခိုင်းခဲ့တယ်လို့သိရပါဗျ။ဥပုံညွန့်ကယာအိမ်မှုရဲ့နေအိမ်ကိုတွားရောက်ပြီးတော့တောင်းပန်ခဲ့တော့လဲစစ်တပ်ကိုတိုင်ထားပြီးသားဖြစ်တယ်ဆိုပြီးတော့ကျိန်းပေါင်းပြောဆိုပြီးတော့ဆဲဆိုလွတ်လိုက်တယ်လို့သိရပါဗျ။ညနေပိုင်းမှာတော့အကြမ်းဖက်စစ်သားများရောက်ရှိလာပြီးဥပုံညွန့်ကိုရိုက်နှက်ထိုးချိန်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဥပုံညွန့်ကယာအိမ်မှုပတ်ဆက်လာကောက်တဲ့အချိန်မှာ မင်းတို့ကိုပြီးခဲ့တဲ့နှစ်လကလည်းစစ်မှုထမ်းကြီးဆိုပြီးတော့တအိမ်ကိုတပေါင်း2000စီပေးပြီးပြီလေအခုလဲထပ်တောင်းပြန်ပြီမင်းတို့တွေမတရားနှီးနဲ့အခုလိုမျိုးလုံဆားနေတာကိုရက်တန်းကရက်တကယ်၍မရက်ရင်တော့သူများအသက်ခံရလိမ့်မယ်လို့ပြောလိုက်တာနဲ့စကားများကြတာပါပြီးတော့စစ်ခွေးတွေကဥပုံညွန့်ကိုရိုက်နှက်ပြီးတော့လာဖမ်းတော့တာပဲလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဥပုံညွန့်ကိုအကြမ်းဖက်စစ်သားများဖမ်းဆီးသွားပြီးတဲ့နောက် ဘယ်နေရာမှာဖမ်းဆီးထားလဲဆိုတာကိုတော့မသိရဘူးလို့ပြောပါရယ်။ရာအိမ်မှုစိုးတိန်ဟာကြေးရွာနေပြည်သူများထံကနေပြီးတော့စစ်မှုထမ်းကြီးဆိုပြီးတော့လာစဉ်တအိမ်ကိုငွေကျပ်2000လိုက်လံကောက်ခံနေတယ်လို့သိရပါရယ်။အလားတူပဲအေယာဝတီတိုင်းဒေရီယံမြို့နယ်မြင်းကကုန်းရွာမှာလဲအုတ်ချုပ်ရဲမှုအောင်ပိုင်ဦးကစစ်မှုထမ်းကြီးဆိုပြီးတော့လူငယ်တအူးကိုငွေကျပ်3000လိုက်လံကောက်ခံနေတယ်လို့ဒေသခံပြည်သူများကပြောပါရယ်။ဇန်နဝါရီလကစတင်ပြီးတော့မြင်းကကုန်းရွာအုတ်ချုပ်ရဲမှုနေရာမှာအစားထိုးဝင်ရောက်လာတဲ့အောင်ပိုင်ဦးက စစ်မှုထမ်းဖို့အတွက်အသက်ပြင့်မိတဲ့လူငယ်တအူးကိုငွေကျ၃၀၀လိုက်လံကောက်ခံနေခြင်းဖြစ်ပြီးတော့စစ်မှုထမ်းရန်လူငယ်တွေမရှိတဲ့နေအိမ်များကိုတအိမ်ကိုငွေကျ၁၀၀လိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။ဒီတရမ်းမျိုးနဲ့မြင်းကကုန်းချေးရွာမှာလူကြီးအပြောင်းလဲလှုပ်ထားတာရပ်ပိုင်းမဲ့ရှိပါသေးတယ်။အစ်စ်တက်လာတဲ့အုတ်ချုပ်ရင်းမှုအောင်ပိုင်ဦးကစစ်မှုထမ်းခြင်းအတွက်ဆိုပြီးတော့လူပါတဲ့အိမ်ကတအူးကို၃၀၀နဲ့၄ယောက်ဆိုရင်၅၀၀တောင်းပါတယ်။လူမပါတဲ့အိမ်ဆိုရင်၁၀၀၀ပေးရတယ်။ရာအိမ်မှုဝင်းနိုင်ကလည်းငွေကောက်ခံမှုတွေမှာလိုက်ပါလှုပ်ဆောင်နေတယ်။တနေ့လုံးမှာတနေ့စားရတဲ့သူတွေဆိုတော့ဗျာ ူတို့ပတ်စံလာတောင်းတဲ့အခါမှာမပြေလည်တဲ့သူတွေကများပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်စပီရွာကိုအကြမ်းဖက်ဆက်တကမိရှုဖျက်ဆီးမှုကြောင့်နေအိမ်144လုံးပြာကျခဲ့ရပြီးတော့မြို့ပေါ်အဝေးထွက်များကိုလည်းစစ်တပ်ကတင်းကျပ်လိုက်ပြီးပြည်သူများကိုမြို့ပြင်ထွက်ခွင့်မပြုတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ31ရက်နေ့ကနေစတင်ပြီးတော့ပခုတ်ကူမြို့နယ်မြစ်ချေမြို့မှာရှိတဲ့စပီရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်ဆက်တဆက်ကြောင်းဟာကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုနေရာဆက်တိုက်မိရှုဖျက်ဆီးခြင်းကြောင့် နေအိမ်144လုံပြကြခဲ့ရတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအောင်တာပြူစောတိရွာကိုပြလဲဆုတ်ခွာသွားပြီးတဲ့နောက်ဒေသတွင်းတော်လိုင်းရေးတပ်ဖွဲ့များကနေအိမ်ရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာဒီဇင်ဘာလ30ရက်နေ့ကစတင်ပြီးတော့ပခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့မြစ်ချေမြို့နယ် ကံမမျိုးအဆက်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပုတ်စစ်ကြောင်းများဖျက်ဆီးသွားလာနိုင်ရန်နယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်နေခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကြေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးဇက်တိုက်မီးရှို့ဖျက်ဆီးမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့လက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်မြစ်ချေမျိုးအတွင်းမှာရှိတဲ့ကြေးရွာများကပြည်သူ၅ဦးတိမ်ဆုံးက ပြည်သူ၁၀%အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတော့လဲပြည်သူများဆစ်ရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပခုတ်ကမြို့ပေါ်မှာလည်းအကြမ်းဖက်စစ်တပ်ကမြို့အဝေးထွက်များကိုတင်းကျပ်ထားပြီးတော့ပြည်သူများကိုမြို့ပြင်ထွက်ခွင့်မပြုတော့ဘူးလို့သိရပါတယ်။စစ်တပ်ကိုပတ်စံပေးတဲ့လူတချို့သာထွက်ခွင့်ပေးတော့တယ်လို့သိရပါတယ်။မြစ်ချေခွင်းစစ်ကြောင်းကလက်ရှိပြူစောရီရွာဖြစ်တဲ့အောင်သာရွာမှာပြန်ဆုတ်ခွာနေပြီးတော့စပေကျေးရွာမှာစစ်ခွဲတွေမီးရှို့လို့အင်ဂျင်ပေါင်း144လုံးမီးလောင်ပြာကျသွားပါတယ်။နောက်ပြီးတော့စစ်တပ်ကပခောက်ကူမြို့တွင်းကိုအဝင် ပဲလက်ခံတော့တယ်မြို့ပြင်လုံးဝထွက်ခွင့်မပေးတော့ဘူးပတ်စံပေးတဲ့သူတချို့လောက်ပဲထွက်ခွင့်ပေးတော့တယ်လို့ဒေတာတွေတော်လိုင်းရေးသတင်းအင်းမိတ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ